မင်္ဂလာပါရှင်အရှိကနေဝန်ထွက်သည့်ပမာစာအုပ်ရဲ့အပိုင်း6ကို ရောက်လာပါပြီရှင်ဒီစာအုပ်ကို အများပြည်သူကြားဖတ်ကြားတင်ဆက်ခွင့်ပြုဖို့အတွက်စာရေးဆရာကြီးသိမ့်ဖေမြင့်နဲ့တကွစာအုပ်ထုတ်ဝေခြင်းလုပ်ငန်းစဉ်မှာပါဝင်ပတ်သက်သူများအားလုံးထံအလေးနက်ထားခွင့်ပန်းကာရဝပြုလိုက်ပါတယ်ရှင်ခန်း၁၆အဖေဩဇာမတည်သောနေရာ ချင်းထားသည့်အတိုင်းညနေ2နာရီတွင်မမျက်မီဤအလုတ်တိုက်သို့ သားအဖသွားကြလေသည် မကိုလန်းရှိမမျက်မီအလုတ်တိုက်ကုမ္ပဏီမှအကျယ်အဝန်းကြီးပေသည်မိမစာရေးနှစ်ယောက်နှင့်အသက်50ကျော်လူကြီးနှစ်ယောက်အလုတ်လုံနေကြသည်ဒရဝန်လိုလိုပြာတာလိုလိုကလားတယောက်လည်းရှိသည်မမျက်မီကတောမှကုန်သေးပွဲစားများနှင့်တူသောဧည့်သည်နှစ်ယောက်နှင့်အယောင်းအဝယ်စကားပြောနေလေသည် ကျွန်တော်တို့အား လောက်ကိုမြူငါအဲ့ခံမနေတော့ပဲချက်ချင်းပင်အသေးဆောင်နေသော driver လက်သို့အပ်လိုက်လေသည်ထိုနေ့ညနေ2နာရီမှ6နာရီအထိကားဖြည့်လှည့်လေကြရာ အတော်နှံ့အောင်ပင် ရောက်ကြလေသည် driver ကလည်းသူ့တထေးမကဓာတ်စီအပြည့်ဖြည့်ထားပေးကြောင်းသွားလို့ရလိုက်ပို့ရမည်ဟုဆိုထားကြောင်းပြောပြလေရာ အဖေသည်မစိတ်ကူးပေါက်သည်မသိတရားခလေးစိတ်တစဈေးယုံနှင့် အင်းစိန်ဒရိတ်ဆန်စီကုအတက်တင်ကြောင်းများကိုပါလိုက်ကြည့်ခြင်းဆိုသဖြင့်လိုက်ပို့ရသည်ဤညနေ6နာရီထိုးသောအခါကျွန်တော်တို့ကဒရိုင်ဘာအားအိမ်ပြန်ပို့ရန်ပြောကြလေဤထိုအခါမှာသူ့တထေးမကအကောင်းဆုံးဆိုင်တဆိုင်မှာဧည့်သည်များအားသမီးကြွေးရမည်ဟုမာလိုက်ကြောင်းပြောပြလေသည်ကျွန်တော်ကဟာနေပါစီဗျာကားနဲ့လိုက်ပို့တာပဲကျေးဇူးတင်လှပါပြီတော်မြမီလဲကားလိုနေရောပေါ့ မလိုပါဘူးညဘက်လဲသူဘဲမှသွားစရာမရှိပါဘူးတဲ့ကျွန်တော်ဒီကပြန်ရင်ကားကိုဂိုတောင်ထဲသွားသွင်းရုံပဲနှုတ်အလုတ်တိုက်ကနေဘလို့ပြန်သွားမလဲချီချင်းရှောက်ပြန်မယ်တဲ့မခတ်ပါဘူးဗျာဘာဘူးတွေကလည်းကားနဲ့လိုက်ဖို့ချင်ပါပဲကဲဘာထမင်းစားချင်လဲတာပြောပါမမကအလုတ်သမားမို့အိမ်မှာထမင်းကျွေးဧမခံနိုင်တာသာခွင့်လွတ်ပါတဲ့ဗျအဖေဒီခဏမြတ်တွေ့နေလိုက်ပြီးနောက်ဒံပေါက်ထမင်းစားရအောင်ကွာကျွန်တော်တို့ဒီဝါလုံးအပေါင်ဆိုင်အနီးရှိ Green Hotel သို့သွားကာတံပေါက်ထမင်းစားကြလေ၏သူ့တထေးမှာကဲအဲဝတ်ကြည်သလို driver သည်အဲဝတ်ကြည်ပြီးမုံရီလှပေ၏တံပေါက်ပြီး ice cream ice cream ပြီး꽌ရမွေးနောက်ဆုံး goblet secret ကျွန်တော်က secret ကိုမတောက်တက်ဘဲနဲ့ဖွာသည် အဖေက secret ကိုစေးပေါလိတ်ကြီးတောက်ရှူပုံနဲ့တောက်ရှူသည်ထိုနေ့အဖို့အဖေသည်အတော်ပြီးဂျီနတ်နှစ်သိမ့်သွားဟန်တူပေသည်အင်းရောက်ရောက်ချင်းအိယာဝင်လေ၏ နောက်နေ့တွင် ရွာကသူတွေစီသွားလေအောင်မည်ဆိုပြီးကျွန်တော်အားမခေါ်ဘဲထွက်သွားလေ၏ထို့နောက်တစ်နေ့တွင်လည်းခွင့်ရက်လည်းများများမရခဲ့ဘူးမင်းအမေလည်းစိတ်ပူနေရော့မယ်ဟုဆိုကပြန်သွားလေသည် အဖေလာလိုက်သည့်အတွက်ကျွန်တော်မှာပြည်တနာနှစ်ရက်ကို အပူတပြင်းစဉ်းစားရလေသည်ကျွန်တော်သည်နိုင်ငံရေးထဲသို့ခြေစုံပြည့်၍မရောက်သေးသည့်တိုင်အောင်ခြေတလန်းတော့ဝင်နေလေသည် ခုအဖေဩဝါဒကနိုင်ငံရေးနှင့်လုံးဝကင်းရှင်းရမည် ကျွန်တော်သည် ခင်ပေါ့ဆထောင်6လဖြစ်နေလေပြီခုဖခင်ကြီးဤဩဝါဒအားသခင်တွေနဲ့အပေါင်းအသင်းမလုံးနဲ့ဂိုင်းသခင်တို့အရှင်တို့မိษွေတို့ဘလို့လောက်ကြမတော့ကျွန်တော်နဲ့ဝင်းဒီဖေတို့ဒီဘိုကလာတာတာဘာကလူတူတူဖြစ်နေကြလေပြီအဖေဤဩဝါဒကလှဲကြိုးကြီးဝင်ထမ်းတလို့ဖြစ်မပေါ့ကျွန်တော်နဲ့မမြင့်ဦးဒီတငယ်ချင်းလည်းမကရီစားလည်းမကြဖြစ်နေလေပြီအဖေဤဩဝါဒက မင်းလိုတာကပညာရှိတဲ့မိမမဟုတ်ဘူးပတ်စံရှိတဲ့မိမ gain အရက်ကတို့ဘလို့ဆုံးဖြတ်ရမတုံးအဖေရောက်လာသည့်အချိန်ကတို့ဘမအစီယုံကွဲလို့ကောင်းလာတုံးအချိန်သခင်ဘစိန်တို့လူစုနှင့်သခင်သိမ့်မောင်တို့လူစုအပြန်အလှန်အပြင်းအထန်ရှုတ်ချဆွဆွဲနေကြသည့်အချိန်ဖြစ်၏ အစီအယုံဌာနချုပ်ကိုလုတ်တပြက်ဓာတပြက်လူနေကြလေသည်။နေကတခင်များကစိတ်မချမ်းမသာဖြစ်ကြပြီးဟိုဘက်ဒီဘက်လိုက်ရန်မဆုံးဖြတ်သေးပဲခေါင်းဆောင်များညီညွတ်ရမည်ဟုတောင်းဆိုနေကြလေသည်။တခင်ကိုယ်တော်မိုင်းကညီညွတ်ရေးလုပ်ငန်းအမားအမှန်ဆုံးဖြတ်ပေးရန်တောင်းနေကြလေသည်။ပြည်လုံးညီလာခံခေါ်၍ဆုံးဖြတ်တောင်းဆိုချက်များလည်းပေါ်လာလေသည်။နှစ်ဖက်စလုံးညီလာခံခေါ်ရန်သဘောတူကြပြီးမှတာယာဝတီပန်းဆွဲ၌ညီလာခံခေါ်ရန် သခင်ဗဆိုင်တို့ဘက်မှအတင်းစီမံပြီးတစ်ဖက်ကမူထိုနေရာ၌ယင်းတို့ညီလာခံခေါ်ခြင်းကိုသဘောမတူနိုင်ကြောင်းသူပြန်လေသည်ထို့သောပန်းဆွဲညီလာခံကိုအတိမတ်ပြုတ်ထိုက်မပြုတ်ထိုက်ညင်းပွားနေကြစဉ်ပန်းဆွဲညီလာခံကိုစီယုံပြင်ဆင်ရ၌အရေးပါသူတာယာဝရီတို့ဗမာအစီယုံဤအတွင်ရင်မူသခင်ခင်အောင်ကသခင်ဘစိန်သည် သူ့အားဒေါက်တာဘမော်ထန်တို့ခေါ်သွားကြောင်းသခင်ကွဲချင်း အဆွေညီလာခံကျင်းပရန်စီစဉ်နေခြင်းများကိုဒေါက်တာဘမော်နှင့်ဆွေးနွေးကြောင်း၎င်းနောက်ဒေါက်တာဘမော်ကတခင်ဘစိန်အားငွေတထောင်ပေးလိုက်ကြောင်းများကိုဖွင့်ချလိုက်လေသည်တခင်ဘစိန်တို့ဘက်ကမူထိုအချက်ကိုကြည်လင်စွာမဖြေရှင်းနိုင်ဘဲတာယာဝတီတခင်ခင်အောင်မှာတခင်မြဤရောက်ဖားဖြစ်ကြောင်းတခင်မြမှာဥပဒေပြုလွတ်တော်အမတ်ဖြစ်ပြီး ပြည်ညီလာခံ၌တခင်ဘဆိုင်တင်သွင်းသောမင်းတိုင်ပင်အမတ်များလက်ခမယူရေးအဆိုကိုအကြောင်းပြု၍တခင်ဘဆိုင်အားရန်ညှိုးကြီးနေကြောင်းဆွဆွဲလေသည်တခင်သိမ့်မောင်တို့ဘက်ကမူညီလာခံတခင်ဘစိန်သည်သူတပည့်တခင်ထွန်းအုပ်ကိုဥက္ကဋ္ဌတင်ရန်စူးစမ်းရမအောင်မြင်သဖြင့်ဂိုင်းခွဲရေးလုပ်ငန်းများပြုလုပ်နေကြောင်းထက်မှန်ဆွဆွဲလေသည်တခင်သိမ့်မောင်တို့ဘက်ကတခင်ဘစိန်အားမင်းသားကြီးမလုပ်ရရင် ပတ်မထိုးဖောက်သူဟုခေါ်၏။တခင်ဘစိန်တို့ဘက်ကတခင်သိမ်းမောင်အားပျော့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 နှင့်အင်မတန်နံတဲ့ကြောင်ချီးဟုခေါ်၏။ဤကဲ့သို့တစ်ဖက်နှင့်တစ်ဖက်ပုတ်ကိုရီအပြစ်တင်ပုတ်ခတ်ရှုတ်ချလုံနေခြင်း၊ကွဲကြပြဲကြခြင်းကိုကျွန်တော်လုံးဝမလိုလား။ဘသူမား၍ဘသူမှန်သည်ဟု ပြောရန်လဲခဲရင်၏စိတ်လဲအလွန်ပြက်မိ၏။နှစ်ဖက်စလုံးမှကျွန်တော်တို့ចောင်းသားများထံလာ၍ရှင်းလင်းကြ၏။တခင်ဘစိန်တို့ဘက်မှတခင်ဘစိန်ကိုယ်တိုင်လာရှင်းဤတခင်သိမ့်မောင်တို့ဘက်ကမူ တပ်ဖုံးကြီးဦးသိမ့်ဖေကရှင်းလင်းဤတခြားသူများလည်းလာ၍ရှင်းပြကြပါသည်ဤသူရာတွင်ကျွန်တော်ကရင်းတို့ခေါင်းဆောင်များကွဲချင်းကြောင့်စိတ်ပြက်စရာကောင်းလှသည့်အထဲတွင် အဖေဩဝါဒကလည်းကျွန်တော်နားတဲ့ကို အချင်းချင်းနှက်နေပေးရာသခင်တွေနှင့်ကင်းကင်းရှင်းရှင်းနေပြီးကို့စာကိုတင်နေတာကောင်းမယ်ထင်ပါရဲ့ဟု တွေးမိလေသည် ကျွန်တော်တို့သည်သခင်ចောင်းသားများထဲမှသခင်သိမ့်မောင်တို့ဘက်သို့ထောက်ခံသူသားများပေ၏သခင်ဗစိန်တို့ဘက်သို့ထောက်ခံသူအနှဲငယ်အနက်အိုးဝေမဂဇင်းအက်ဒီတာလုပ်ဖူးသူညိုမြအမိခံကိုသိန်းတင်တယောက်သာလျင်ထင်ရှား၏ကိုအောင်ဆန်းကိုဗဟိန်ကိုထွန်းရှင်စသောကျွန်တော်တို့၏ခေါင်းဆောင်များကသခင်သိမ့်မောင်ဘက်သို့ထောက်ခံကြလေသည်ကျွန်တော်တို့သည်စိတ်ပြက်အားငယ်သွားတော်လဲအဖြစ်ပြက်ကိုမင်းပြဲ၍မရလက်လျူရှူ၍မရလ ీల ာကြည့်ပါ၏ သူ့ຢာတွင် ပြက်တနာများကို အခြေခံကြကြမသိ၊ကွဲကွဲပြားပြားမသိ၊ယခုမှခေါင်းအေးအေးထား၍စင်ချင်းစဉ်းစားကကျွန်တော်နားလဲတလောက်တင်ပြရသောသခင်ဘစိန်တို့ဘက်မှဒုဗမာအစည်းယုံညီလာခံနှင့်နိုင်ငံလုံးဆိုင်ရာကော်မတီ၌မိယာစုဖြစ်သည်။သခင်သိမ့်မောင်တို့ဘက်ကမြားယာစုဖြစ်သည်။အမတ်လာခယူရေးမယူရေးမှာဖြစ်ဖြစ်ဩက္ကဋ္ဌရွေးကောက်ရာမှာဖြစ်ဖြစ် ဤအချက်များထင်ရှားလေသည်သို့တော်တခင်ဗစိန်မှာမြရာစုဤဆုံးဖြတ်ချက်ကိုကြည်နက်စွာလက်မခံသူလှုပ်ချင်ရမလှုပ်ရ၍ဇွတိယလှုပ်ရန်ဟန်ပြင်နေလေသည်ဤအချက်ကိုကျွန်တော်တို့မကြိုက်ကြတီဟာဖြင့်ထင်ထင်ရှားရှားတခင်ဗစိန်မှာသည်ဟုဆိုခြင်းသည်နောက်တစ်ချက် ကိုပါဟိန်းတို့ထံမှကျွန်တော်ကြားရသည့်အတိုင်းဆိုသောတခင်ဗစိန်သည်ဘူဝါဒဆိုရှယ်လစ်ဝါဒကွန်မြူနစ်ဝါဒကိုနှစ်နှစ်ကာကာမယုံကြည် ဟစ်တလာ၏လူမျိုးရေးဝါဒကိုပုံမယုံကြည်သည်ကို မကြိုက်ပေအာလုံတို့ဗမာအစီယုံထဲမှာပဲစီယုံထားရမည်ဟုဆိုလေသည်ထို့အချိန်တွင် သခင်သိမ်းမောင်တို့ဗမာလူများသည် အလုတ်သမားတောင်သူလယ်သမားအသီးများကိုတိသက်စီယုံစာပြုပြီးဖြစ်ယုံမကရင်းနှံမြေတပိတ်ကြီးပင်ဆင်နွဲလျက်နေကြလေပြီးတောင်သူလယ်သမားများအရေး၌ကသခင်ဗဆိုင်သည့်အလွန်ပြင်းထန်လေသည်သခင်သိမ်းမောင်သခင်မြတို့၏ လယ်သမားတောင်းဆိုချက်များကိုပျော့သည်ဟုသူကယူဆလေသည်တခင်ဗစိန်သည်ပစ္စည်းမဲ့အလုတ်သမားများအားတီးတန့်စီယုံပေးခြင်းကို မလိုလားယုံမကနိုင်ငံရေးအဖြစ်အလုတ်သမားများအားအသာပေးခြင်းအလုတ်သမားဝါဒကိုဖော်ထုတ်ခြင်းစသည်တို့ပင် မုံတီးသည်ဟုတီးရလေသည်ဤအချက်များကိုတီးရတော်လဲကျွန်တော်သည်မှားသည်မှန်သည်ဟုဝေဖန်ဆုံးဖြတ်နိုင်သောအရေးချင်းမရှိသေးပါနိုင်ငံရေးဝါဒများ၌မကျွမ်းကျင်သေးပါသို့တော် ကိုအောင်ဆန်းကိုပါဟင်းစသည်တို့ညွတ်နေသောဘက်သို့ကျွန်တော်ညွတ်ဒီမှာတဘာဝကြသည်ဟုဆိုနိုင်ပေ၏တို့ရာတွင်ကျွန်တော်ကအတော်ပင်ခြိလန်းတုတ်သွားလိမ့်ပြီးနိုင်ငံရေးထဲသို့ရောက်နေသောခြိတလန်းကိုပြန်ရုပ်သိမ်းရန်စိတ်ကူးလိမ့်ပြီးရုပ်သိမ်းဖြစ်ရန်ဖခင်ကြီး၏ဩဝါဒနှင့်တခင်ကိုယ်တော်မိုက်တို့ဗမာ အစီယုံမှနှုတ်ထွက်ခြင်းတို့သည်အားပေးနေတကယ်သို့ရှိပေ၏ထိုစဉ်ကကျွန်တော်အဖြစ်ပြက်နှင့်စီလျော်သောကြပြာမှာတခင်ကိုယ်တော်မိုက်၏ သခင်လီကာနီကုံလေးချိုးကြီးဖြစ်လေသည်အချင်းပြည်မြန်မာမှာနမ်းမရှိတုံးတွင်မှသခင်မဟာလီကာကျန်းဤအဆုံးမှာတော့ကမ္မထံမိတ္တဘုံရဲ့ကြည်ပြုံးဖတ်เสียအလို့အိုကွဲဘဲအပြိဖုံးပါလို့နီကုံတက်မာကိုအော်အတက်နှင်းမြန်တဲ့ရတက်မအေးသူမဖြစ်နော်အထက်ကြီးစီက လက်ရွေးစင်သခင်တပဲ့တွေနဲ့ အတွင်လှဲ့ကတရားပေစာဟောရာက မနာမနေတာသောအခါမှာတကငကြံတို့ကစတဒံပေတထောက်ကဲနဲ့ကဝေလျှောက်ရှာကအပိယာစကရေကြောင့်တပည့်တကာမတွေအစင်မီစီယာဖို့တမီကရာမမှာမကြည်မရွှင်စွာနဲ့အကျင်ဤအခါမှာသခင်လီကအေးတွင်ဖြစ်ဖေးမသူကေတာဝရီရဲ့ပြင်စီယာပြီးသမထဂိုင်းတွေပါ မေတာဝီလှကတိုင်းတို့ကလည်းလူစီအောင်ကုညီလို့ဝိုင်းကြသမို့တမိုင်းတလက်ယခုဆိုမယ်နော်ကွယ်တကိုင်းတစ်ဖက်စကိုင်းတစ်ဘဲ့တွေနဲ့မိုင်းရဲ့ကုသူမန်တီပလင်ဘိတ်ဇာနာနဲ့အနေဆာအေးလိုပါကျဲမပြီးခင်ကိစ္စမအေးစီဖို့အဌာနဘေးရဲ့တို့ဖန်လာတကူရံပရာထူထူနဲ့မဖြောက်မဖြူတနီးအိုကွယ် မြန်ပမာဟိုမာဖြစ်တမောက်တပူမီသမင်ရိုင်းစွာသခင်ကိုင်းညီညီညာညာနဲ့ထင်တိုင်းမစီစရာမို့ပလီပလာသိမ့်မောင် တပည့်ရဲ့ပြီကလီကမာရင်းထောင်တကဲ့သို့လှဲ့ချင်တဲ့တပည့်ခွကလင်ဗစိန်ကလည်းတရေပြန်တဲ့နဲ့အချင်းချင်းပင်တယံနှဲကြတဲ့အပြင်အော်အမျိုးပမတကူးမှာဖြစ် အစိုးတကဘူအစိုးရတရှိုးလိုဆွဲပြီး မိုက်တနဲ့ကြံကြံဖန်ဖန်၊ကြိုက်တဲ့ရန်တပွဲကိုဖြစ်ပြီးဆဲအောင်နှစ်စုံနှစ်ပြင်ပခုံတင်ကဆရာဖြတ်ခဲ့ပြီးအနာဂတ်အခါမှာကောင်းအောင်လုပ်မယ်လို့ကောင်းဆောင်နေယူပဖဲကရှင်းတော်လဲမကင်းသူ၎င်းနှစ်ကောင်ကမွေးခဲ့တဲ့ကျောင်းခွေးလိုအမှုဆောင်ငမိုက်တို့ကလည်းအကြိုက်ခိုင်းလျင်မိုက်ရိုင်းချင်တဲ့ဇရိုက်တွေကြောင့်စိတ်အိုက်ကမကြည်မရွှေနဲ့ ီသခင်လီကမဆုံးမီပမညီမညာသိုးတပဲ့တွေကိုတဲ့စီမဲလို့မတတ်သားသဖြင့်ခက်ခွာခွာနေကြအောင်စိုးရဲ့လို့အဆုံးသက်ကကျန်းစာရေးပြီးနောင်ဖို့တက်စရာကို မောင်တို့တွတ်သားမအေးသူကမတိမီအမွေညီညီပေးခဲ့တဲ့အပြင်အဝေးတပဲ့တွေကိုသာညီညာဖို့ကြည်ကြည်သားသားနှုတ်ဆော်ဆက်တဲ့ပြီးရုတ်တရက်ပင်သခင်ဂိုင်းရဲ့က မနေတာသွေခွာလို့ဆိုင်းရော့မယ်လို့ဇေယကီတာတို့နဲ့ဆိုင်းတော့တဘူတကိုင်းနဲ့ပမာမနုဿတွေရဲ့မဟာဒုက္ခယခုလိုမိကိုဖြစ်သူ့အလိုလိုပြီးကြမဲ့ပြင်ထိုးထိုးစကိုင်းတပဲ့တွေနဲ့အလိုအတိုင်းတဲ့စီမဲ့။ဩမိုင်းရဲ့ဓမ္မနုကဟကုသူကြီးကျွန်တော်အဖေမရောက်လာမီကလေးက ကျွန်တော်ဒီဝင်းနီဖေအားချစ်ချောင်းကြိုက်ချောင်းအတိအလင်းဖွင့်ပြောကား ်ခိုင်မြဲသောမေတ္တာနှောင်ကြိုးဖြင့်ချီတုပ်တော့မည်ဟုကြံရွယ်ခဲ့လေသည်မကြံရွယ်ဘဲနေပါမည်လောအခြားအခြားသောအရာတို့ထက်ဝီနီဤဆွဲမဲ့ဖွယ်ကောင်းသောရုပ်ရည်နှင့်ချစ်စဖွယ်ကောင်းသောပူတီးပုတ်သက်နီးကပ်စွာနေမှုတို့သည်ကျွန်ုပ်အားလွှမ်းမိုးဆိုးရနေလေသည်စာဖတ်ရာမှာသူ့မျက်နာကလေးပေါ်လာတတ်သည်ဆရာတင်တန်းဟောပြောနေရာမှာသူ့အတန်ကလေးကြားနေတတ်သည် သူနှင့်နီနီကက်ကက်ပတိပုသက်နေရချင်းတို့၌များစွာနှလုံးမွေ့လျော်လေသည်ဝင်းနီတို့မှာတော့ဘူခတ်ဆန်ဆန်မှုတခါတခါမတိမတာကျွန်တော်လက်မောင်းကိုဆွဲကင်၍ခေါ်လာပြောလာလောက်ရမှာလဲဘာမျှအထူးတဆန်းရှိဟန်မရှိ Crocat the grain ကစားမျိုး၌ရင်ရင်မိုးရင်တယောက်တယောက်ဖက်လာရန်လာဆွဲလာလောက်ရမှာလဲမယိုးမယွဖြစ်မီမထင်ကျွန်တော်ကသူတို့လိုမဟုတ်ပါ အထူးတဆန်းဖြစ်သေးသည် ရူတိုရွာတဖြစ်သေးသည်ဥယိုင်းဖြစ်သောကြောင့်ဆိုမည်လော ကိုရင်ကြီးဥပဒန်းဤဖိုမဆက်သွေးဤဩဝါဒများဤဩဇာအငွေ့မကုန်သေးသောကြောင့်ဆိုမည်လောအိမ်ပြန်ရောက်သည့်တိုင်အောင် သူကခေါ်ခေါ်ပြောပြောလက်မောင်းကင်လိုက်သောအထီတွေ့ဤအငွေ့သည်ကြံရစ်နေဆဲဖြစ်နေလေသည်လက်မောင်းကင်လိုက်သောအထီတွေ့ဤအငွေ့သည်ကစားရင်ဖက်ရန်ဆွဲငင်လိုက်သောအရှိန်သည်အိမ်မက်ထဲမှာတောင်ဆွဲနေတတ်လေသည်ထို့ကြောင့် နီးသည့်ထက်နီးအောင်ကြံလိုခဲ့ခြင်းဖြစ်လေသည်ခိုင်မြဲသောမေတ္တာဖြင့်အပြေခတ်အောင်ချီနှောင်ခဲ့လိုခြင်းဖြစ်လေသည်အမှန်စင်စစ်ကျွန်တော်သည်နှောက်ထွက်မရေသေးသည့်ဖြစ်၎င်းနှုတ်ဖြစ်ပြောလျင် လိမ့်ပတ်မလဲပဲနေမိဆိုးသည့်ဖြစ်၎င်းမပြောမိခြင်းများသာဖြစ်လေသည်အိမ်မာကသူ့ပေးရန်စာတစောင်စီထားခဲ့လေပြီးဖခင်ကြီးရောက်လာပြီးသူ့အယူဆများကို ကျွန်တော်အုံနောက်တွင်သို့ ရိုက်သွင်းလိုက်ပြန်သောအခါကျွန်တော်သည်အိမ်မက်မှလက်နိုးတကယ်သို့ဖြစ်လာသည်သူ့အယူအဆဖြင့်ပြဿနာတရက်လုံးကို ဆုံးဖြတ်ကြည့်လေသည်အဖေအယူအဆမှားသည်ဟုခြိပရန်တလုံးတပါဒမြကျွန်တော်ရှာမတွေ့ခဲ့ထို့ကြောင့်အဖေပြန်သွားသောအခါရေးထားသောစာကိုဝင်းနီအားပေးရန်ဆိုင်းထားလိုက်ပြန်လေသည်သူ့ယာတွင်ဝင်းနီ၏အလှနှင့်ဝင်းနီ၏ပုတိပုတတ်နေသောအထီးတွေးတို့သည်ကျွန်တော်ခုခံခြင်းက ခတ်သောအားများဖြစ်နေသည်ကိုတွေ့ရလေသည်ဖခင်ပေးလိုက်သောအမြင်ဉာဏ်နှင့်စင်ချင်းကအသည့်များမွေး၍မနှဲကြီးခုခံနေရလေ၏음ခတ်ခွာကွာနေမှကောင်းမှာပါပဲကလား croquette the grain တွေတိတ်မကစားမှဖြစ်မှာပါကလား ဒီနေရာလေးမှာတောင်းပန်ပါရစီရှင်ဝင်းလေးအဲ့ဒီ crocus the grain ဆိုတဲ့ဟာကိုဝင်းလေးမသိဘူးပြီးတော့နောက်တစ်ခုလေ့လာကြည့်လိုက်တော့အဲ့ဒီ crocus ဆိုတဲ့ game တစ်ခုတော့ရှိတယ်အဲ့လို queen လေးထောင်လေးကိုမြေမှာစိုက်ပြီးတော့ဘောလုံးလေးတွေရိုက်တဲ့ဟာပြီးတော့နောက်တစ်ခုမိတ်ဆွေတယောက်ကိုမေးမေးတဲ့ချိန်မှာလဲအဲ့လိုမျိုး အဲ့အဲ့ဘောလုံးလေးကိုရိုက်တဲ့ပုံစံမျိုးလေးအဲ့ဒီခေဟောင်းတုံးကလူတွေဆော့တဲ့ဟာလေးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ချူတင်တောင်းပန်ပြရစီရှင်အဲ့နေရာလေးမှာဝင်းလေးတကယ်မသိပါဘူးလို့အဲ့ဒီအတွေ့ဒီနေရာလေးမှာအတန်ထွက်မှားတာမျိုးရှိလို့ရှိရင်လည်းတောင်းပန်ပါတယ်ရှင်ပြီးတော့ဒီကစားနည်းလေးကိုနားဆင်သူတွေအနေနဲ့သိလို့ရှိရင်တော့မှတ်မှာတစ်ချက်ရေးခဲ့ပြီးတော့ဘာဂိမ်းလေးလဲလို့လေး ဟုတ်ကဲ့ပါဆက်သွားပါမယ်ရှင်။မမည့်ဦးနှင့်ပတ်သက်၍ကအခြေအနေမှာစုတ်တာတက်တာဆိုတာကိုအကောင်းဆုံးအခြေအနေဖြစ်သည်။တယောက်နှင့်တယောက်ခင်မင်သည်နှင့်အမျှအနေအထိုင်မှာ ယူတည်ကြသည်၊မှန်ကြသည်။တယောက်ကိုတယောက်ယူနိုင်ကြသောအခြေအနေသို့ဆက်ရောက်ပါမူဖွင့်ပြောပြီးချက်ချင်းလက်ထက်ကြုံသာရှိသည်။တီအတော်အတွင်တိထက်ဆန်းပြစွာနေထိုင်ဖို့လည်းမရှိ မောင်းရှိမဲပြဟုညူတာနေရန်လည်းမရှိချေ၎င်းပြင် ကျွန်တော်ဒီတက်တက်စီရိုးပါလျက်ကဲနဲ့ကလတ်တက်တယ်ထင်သူရဲ့ကမျိုးတတာမပြက်စီနဲ့အပိုးဝါသနာဘက်ကိုတဲ့ကွင်းသမို့ဖဲမင်းတို့အရွယ်ကိုဖြစ်ចောင်းတကာမှစောငင်းလို့ပယ်နိုင်ပါရဲ့ဖြောင့်စွာသဘောဟုသောကြပြဖြစ် စကားကြုံခဲ့သည်မဟုတ်ပါလားသူ့ယာတွင် အဖေရောက်လာပြီးနောက် ရှင်းလင်းရသောပြဿနာနှစ်ရပ်အနက်မိမနှင့်ပတ်သက်၍ကိုကိုကိုဇက်ကျိုးကင်ရတာကလွယ်သေးသည် နိုင်ငံရေးနှင့်ပတ်သက်၍ဇက်ကျိုးကင်ရတာမလွယ်ကူပေတိပင်းလူငယ်နှစ်ရွယ်မှာဘယ်လိုတွေ့ကြုံခံစားရသည်မသိကျွန်ုပ်မှာတော့နိုင်ငံရေးဤဆွဲဆောင်ခုံငင်းမှုကို ခုခံရခြင်းက ခက်နေကြောင်းတွေ့ကြုံရပေသည်ကျွန်တော်တို့ဤចောင်းသားကောင်းဆောင်ကိုအောင်ဆန်းသည်ចောင်းမှ၎င်းចောင်းသားသမကဥက္ကဋ္ဌအဖြစ်မှ၎င်းနှုတ်ထွက်လိုက်ပြီးတို့ဗမာအစီယုံတို့ခြေစုံပြွင့်ဝင်ကသခင်ဖြစ်သွားလေသည်သူနှင့်တပြိုင်နက်တည်းတို့ဗမာအစီယုံသခင်သိမ်းမောင်နှင့်တကွသောအများစုစုဝေး၍ဗဟုမြို့ဗမာအစီယုံတို့ဝင်ရောက်သွားကြသူများကကိုနုနှင့် ကလကတာကိုလှဖေတို့ဖြစ်လေသည်ကိုလှဖေမှာကလကတာတွင်ကိုသိန်းဖေနှင့်အတူကျောင်းနေနေရာမှကိုသိန်းဖေမြမပြည်သို့ပြန်ရောက်လာပြီးမကြခင်ပေါ်လာသော1936ခုနှစ်ကျောင်းသားတပိတ်ခေါင်းဆောင်တဦးဖြစ်လေသည်ကိုအောင်ဆန်းကိုနုကိုလှဖေတို့ သခင်ဖြစ်လာခြင်းမှာကျွန်တော်တို့သခင်ကျောင်းသားများဤခြိတက်ရမည့်လမ်းစဉ်ကိုညွှန်ပြလိုက်တဲ့သို့ရှိလေသည်သူကလို့ ကောင်းဆောင်တွေကနိုင်ငံရေးတွေခြေစုံပြည့်ဝင်ကြစေကျွန်တော်ကလှမ်းခဲ့ပြီးသောခြေတလန်းကို ရုတ်သိမ်းရမှပြည်နေသောဘတ်စကားပေါ်ခြေတလန်းတက်မိပြီးမှပြန်ခုံဆင်းရန်ကြိုးစားသူနှင့်တူနေပေ၏ရင်းတို့ပြန်ခုံဆင်းလျင်လက်ကျခြေကျိုးမြီကိုပင်စိုးရိမ်ရလေသည်ကပအခြေအနေကိုကြည့်လိုက်ပါဦး နာဇီဟစ်တလာသည်အင်္ဂလိပ်နယ်ချဲ့ကောင်းဆောင်ချိန်ပါလီ၏သဘောတူညီမှုဖြစ်တဲ့ရန်သူအားပေးအစာကျွေးမှုဖြင့်ဆူရီတန်နယ်ကိုတိမ့်ပိုက်ကာချက်ကိုစလိုဖက်ကီးယားဒီဟုသောတိုင်းငယ်ပြည်ငယ်ကိုကျူးကျော်စော်ကားလိုက်လေသည်ကျွန်တော်တို့ပြည်ဤမြောင်းပဲရှိတရုတ်ပြည်ကြီးကိုလည်းဖက်စစ်ဂျပန်နှင့်အင်္ဂလိပ်နယ်ချဲ့သမားတို့သည်ဝေခွဲယူရန်ကြံနေကြလေသည် အင်္ဂလိပ်နယ်ချဲ့သမားတို့သည်တစ်ဖက်ကဤအကြံဖြင့်ဂျပန်စစ်ဘလူးများကိုအလျှော့ပေးလျက်ရှိ၏ တဖက်တွင်ကအိန္ဒိယဗမာစသောသူ့ပိုင်းနှင့်အနီးသို့ဂျပန်မလာနိုင်အောင်တရုတ်ပြည်တောင်ပိုင်းတွင် သူ့ဩစာမပြတ်အောင်တရုတ်ပြည်တောင်ပိုင်းတွင်ဂျပန်ခြေကုပ်မရအောင်တရုတ်ကိုမင်တန်အစိုးရကို ကူညီနေလေသည်တရုတ်ဗမာလမ်းမကြီးကိုပင် ဖောက်လုပ်ထားလေပြီး ထို့အချိန်တွင်တရုတ်ဗမာလမ်းမကြီးပေါ်ဂျူကုတ်မန်ရှီကြားတွင်နေစဉ်စစ်လော်ရီအစီး200 ကူလူသွာလာနေလေသည်ကုတ်ခိုင်မှလင်းရင်ပြန်ကွင်းကြီးဆောက်လုပ်သည်ဟုကြားရလေသည်ယင်းသို့အင်္ဂလိပ်နယ်ချက်သမားဤတုံမီးရှုံမီးလုံးမှုမီးစားတစ်ဖက်ရေမုတ်တစ်ဖက်လုံးမှုများကြောင့်စစ်ပွဲသည်ကျွန်တော်တို့နယ်ဆက်သို့တစ်နေ့တခြားနှီးကပ်လာခဲ့လေသည်အင်္ဂလိပ်နယ်ချက်သမားဤအလျှော့ပေးရေးပေါ်လက်စီကိုအစွမ်းကုန်အသုံးချသောဂျပန်သည်ကျွန်တော်တို့ဗမာပြည်တွင်းသို့လည်းအသွင်အမျိုးမျိုးဖြင့်ဝင်လျက်ရှိလေသည်ဂျပန်သွားဆိုင်เสียဂျပန်ဓာတ်ပုံเสีย ဂျပန်ကုန်တယ်များမှုလူပေါက်လာ၏ဂျပန်မြန်မာဆက်ဆံရေးအသည်းများပေါ်လာ၏ဂျပန်ပြည်သို့ပမာကျောင်းသားများစတင်လာပါကဖိတ်ကြားလျက်ရှိ၏ဂျပန်ပြည်တွင် အနည်း20ကျော်နေသည့်ဖြင့်ပမာတွေကပင်မိနေကြပြီဖြစ်သောဥဆန်ညွတ်သည်ပင် ပမာပြည်သို့ပြန်လာကဂျပန်မြန်မာဆက်ဆံရေးဝါဒဖြန့်လျက်ရှိပေ၏ မစ္စတာမူရာကာမီခေါင်းဆောင်သောဂျပန်ကုန်သင်ကြီးများသည်အသက်ဆောက်ပြီးစဖြစ်သောရန်ကုန်မြို့တော်ခမ်းမကြီးတွင်ဂျပန်ကုန်သင်ပြပွဲကြီးတစ်ခုကျင်းပလေသည်နေချက်သမားအမျိုးမျိုး၏ခြေကုပ်ယူရာဖြစ်သောယူရီယာကပင်လျှင်လွန်ဗီချစ်ဆိုတဲ့အရာရှိကြီးတယောက်ကို သမတီတို့လွတ်လေသည် သူသည်နမတော်သူဆိုတလို့လိုခေမတော်သူဆိုတလို့လို မိမချော်ကလေးမစ်ပရာဖိုင်အားခေါ်ပြီးဆရာဖြစ်တဲ့ကောလိပ်ကျောင်းတွင်ပညာသင်ရန်အနှံခဲ့လေသည်တင်းစာများကဤကိစ္စကိုယူရီးယားမြန်မာဆက်ဆံရေးကောင်းဖို့ဟုရေးကြလေသည်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားအများပြားကမိမချော်ကလေးမစ်ပရာဖိုင်အားတွားကြည့်ကြသည် သူဤအလှကိုကြီးညိုကြသည်သူ့လိုဟာမကလေးကမြန်မာပြည်ဆာလာတင်သဖြင့်ဂုံယူကြသည်နိုင်ငံရေးចောင်းသားများသာလျှင် Miss Propine ဤအဖြစ်မှန်ကိုရိပ်မိကြလေသည် Long Beach Chic နဲ့ Propine တို့သည်ဂျပန်ကိုယ်စားလှယ်များဖြစ်သည်ဟု ကြားရလေသည်စားကြလူစစ်ပွဲကြီးဤရန်တောက်တတောက်သာလျှင်ဖြစ်ပေသည်ရင်းသူနေချက်သမားတို့ကစစ်ပြင်းစင်လှုပ်ဆော်နေသောအခြေအနေတွင်အတို့လျင်အိမ်တွင်းမှာစိတ်ဖြောင့်စွာစာကုန်းကြက်နေနိုင်အံ့နီး အတုလျင်တက္ကသိုလ်စာကြီးတိုက်တွင်အေအေဆေဆေလေးလာနိုင်အံ့နီအတုလျင်စာတင်ခဲ၌အာယုံစူးဆိုက်၍သင်္ကန်းစာတွေကိုလိုက်နိုင်အံ့နီကိုဆက်တဌာနအုပ်ချုပ်ရေးအရာဗမာပြည်ကြီးကိုစိုးမိုးအုပ်ချုပ်မင်းလုံနေသော အစိုးရ၏လုပ်ပုံတွေကိုကြည့်လိုက်ပါအောင်ဂျော့ချ်ဘရင်မင်းမြတ်မိတ်သိပ်ပွဲသို့နန်းရင်ဝန်ဒေါက်တာဗမောအမှုရှိသော ကိုစလေတော်များလှူရသည့်အတွက်ငွေ9500သုံးပြီး မြန်မာနိုင်ငံမှာဆက်မှုလက်မှုဖွံ့ဖြိုးရေးအတွက်ကငွေ9000တာလျင်သုံးလေသည်စစ်တပ်ထောင်းအလိတ်စသည်တို့အတွက်ရခင်ရခင်များကားထက်ငွေပိုသုံးလျက်ရှိသည်ထိုစစ်တပ်ထောင်းနှင့်ပလိတ်တို့မှာနှစ်စဉ်ငွေပေါင်းသိန်းကတိမြ6ကတိမှ၁ကတိအထိအမျက်ယူနေသော ရေနံမြေဒနာရှင်များထံမှ အခကြေးငွေအဖြစ်နှစ်စဉ်ငွေ9တန်းမှ10တန်းအထိသာရနေသောအလုံသမားတို့၏ ှုပ်ရှားစုဘူးစန့်ကျင်မှုများကိုဖိနှိမ်ရန်သာဖြစ်ပေသည်ညွန့်ပေါင်းအစိုးရသည်တစ်တောတင်တာကိုငွေအ ਨੇ သုံးပေးသောတစ်တောရေးဝန်ကြီးချုပ်ဥပုဤမိတ်ဆွေချက်တင်ဥပတင်အားပေးခဲ့လေသည်ရာထူးနှင့်မြား၍ငားပွင့်ဆိုင်ကို ဖဲထုတ်ရသောညွပောင်းအစိုးရသည်မန္တလေးမှဥပဦးအားအခွန်တော်ဝန်ကြီးအဖြစ်ခန့်လိုက်သည်ခံပြီးမြမကြခင်ဝန်ကြီးချုပ်ဥပဦးသည်အယက်မူးမူးဖြင့် National Club အပေါင်းဆောင်ဗမာကလေးအားလက်သီးနှင့်ထိုး၍ဝန်ကြီးဆွဲပြလိုက်လေသည် မြေလက်မှမင်းတိုင်ပင်အမတ်တယောက်သည် အပြတ်မှကလေးတယောက်နှင့်ပျော်တပြုံးပြုံးမော်မဆုံရှိနေစေအမတ်မင်း၆လုံးပြူးကို ကစားမိသဖြင့်ပေါင်ကိုထိမှန်ခဲ့လေသည် ရှမ်းပြည်နယ်နှင့်နေချားဒေသဥပဒေအရအမျိုးသားရေးလုပ်ငန်းစီးရဲသားလူထုလုပ်ငန်းများပမာပြည်မှာရင်းဒေသများသို့ မကူးဆက်စီရန်ဥကွာပိန်တာဓိပတိအားမြကြီးနာမ၎င်းသခင်တင်လိုက်အားတောင်ကြီးမ၎င်းကိုညံအားဓမ္မတူမ၎င်းနှင်ထုတ်ခဲ့လေသည်ဤတို့ကအင်္ဂလိပ်နယ်ချဲနှင့်၎င်း၏မြန်မာပြည်ရုပ်သေးအစိုးရ၏အခြေတင်သည်ဤနယ်ချဲအစိုးရမျိုးအောက်တွင် ကျွန်တော်သည်တို့အလင်းချီနှက်ရောင်ရဲတိတ်ဆိတ်စွာနေနိုင်အံ့ဤတို့အလင်းဤအစိုးရမျိုး၏အမှုတော်ကိုထမ်းရွက်ရန်ရည်ရွယ်ချက်ဖြင့် ပညာကိုတင်နိုင်အံ့နီခတ်တယ်အဖေခတ်တယ်အဖေဩဝါဒအတိုင်းနိုင်ငံရေးမောင်ဝင်းမပေါဖို့ကြိုးစားတာပဲမရဘူးသခင်တွင်နဲ့မပေါင်းဘဲနဲ့နေဖို့ကြိုးစားတာပဲမအောင်ဘူးပြင်းနေတဲ့ဘတ်စကားပေါ်မှာရောက်ပြီးသားခြေလှမ်းကိုရုပ်သိမ်းပြီးပြန်ခုံချဖို့ကြိုးစားကြည့်တာပဲအထမမြောက်ဘူးလဲကြခြေကျိုးမှကိုတော့ကြောက်မိသေးသည် ဒီအပိုင်းလေးကိုတော့ဒီခန်းလေးနဲ့ပဲအဆုံးသတ်လိုက်ပါပြီရှင်။နည်းနည်းလေးတော့တူသွားပါတယ်။ဒီတလောလေးအလုတ်အရမ်းများနေလို့ပါ။နောက်ဆိုရင်တော့အချိန်ပေးပြီးတော့ညံ့များလေးဖတ်ပေးပါမယ်ရှင်။နောက်ထပ်အပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးပါအောင်လို့မြစ်တရက်ခံပါရစေရှင်။